မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျောင်းမှချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ငါးမျက်စိ ဖြစ်တဲ့သူတွေအတွက်အဲစိတ်နီလေးအပြောက်စီခြင်းနဲ့စေတနာမြတ်တာဖြစ်လာရောက်မြှောက်ဝေပေးခြင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ငါးမျက်စိပေါ့မယ်ငါးမျက်စိပေါ့ရင်ကျွန်တော်ဘယ်လိုလဲဆိုတော့အဲတချို့တော်တော်များများကျွန်တော်တို့ဖြစ်မှုကြပါတယ်အဖြစ်အများဆုံးကတော့ကျွန်တော်တို့တောင်သူလေသမားတွေပေါ့နော်ကျွန်တော်တို့ရဲ့လေသမားတွေဆိုတော့လေသမားတွေမှာတော်တော်အဖြစ်များတယ်ကျွန်တော်တို့ ူကဘယ်လိုဖြစ်လဲဆိုတော့အဲတော်တော်များများဖြစ်တယ်လို့ကသိပါတယ်ငါမျက်စိကကျွန်တော်တို့အသက်ဖို့အမားအကြီးကြီးပေါ့နော်6လောက်ကြီးအဲ့ဖြစ်တဲ့နေရာမှာဆိုကျွန်တော်တို့အသက်ဖို့အမားကြီးဖြစ်ပြီးတော့အမားကြီးဖြစ်ပြီးတော့နင်းလေလမ်းလျှောက်ရင်တအားအောင်မှနားတယ်အဲကျွန်တော်အဖေဆိုရင်သူကပရိဒါနဲ့လှီလီထုတ်တာခတ်တာသူ့ရဲ့အမြင့်မထွက်သေးဘူးကျွန်တော်တို့ကမပြောက်ဘူးပေါ့နော်သူကအဲ့အမားကြီးကြီးအမားကျော်ကြီးကိုကျွန်တော်လှီလီထုတ်တာပေါ့နော်လှီလီထုတ်ပြီးတော့မပြောက်တော့တော့နဲ့ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်တို့ ပျောက်သွားတာတော့အဲစင်းနီလီရတော့ကျွန်တော်တို့ဟင်းနုနယ်နော်ဟင်းနုနယ်အမျိုးတွေတော်တော်များများသိမှာပါဟင်းနုနယ်အပင်လေးကိုနော်ဟင်းနုနယ်အပင်ကိုကျွန်တော်တို့ကသူ့ရဲ့အမြင့်ကိုဟင်းနုနယ်သူကအရင်ပင်ရှိတယ်နော်အရင်ပင်ရှိတယ်ပေါ့ကျွန်တော်ဟင်းနုနယ်အရင်အရင်ပင်မှာသူကအဆူလေးတွေရှိတယ်အဲ့ဒီဟင်းနုနယ်အရင်ပင်ကိုကျွန်တော်တို့ကသူ့ရဲ့အမြင့်ကိုကျွန်တော်ကယူမယ် သူ့ရဲ့အမြင့်ကိုကျွန်တော်ဆွဲနှုတ်ပြီးတော့သူ့ရဲ့အမြင့်ကိုကျွန်တော်တို့ယူပေါ်တော့အမြင့်ကိုကျွန်တော်အရင်ကနေဖြတ်လိုက်ဖြတ်ပြီးတော့သူ့ရဲ့အမြင့်ကိုကျွန်တော်ရေးစင်အောင်ဆေးလိုက်ဆေးပြီးဝိုင်းရင်ကျွန်တော်နေချောက်လှမ်းလှမ်းလို့ရတဲ့ဟင်းနှုံးရဲ့အမြင့်ကိုကျွန်တော်တို့ညာဘက်အိတ်ခံပြီးနော်အမြန်ဆုံးပျောက်ချင်ရင်တော့အဲ့အသက်ပိုအမာကြီးဖြစ်နေတဲ့နေရာကိုကျွန်တော်တို့ကပရိဒါလေးနဲ့လှီးနိုင်တယ်တော့လှီးထုတ်ပြီးနော်လှီးနိုင်တယ်တော့လှီးထုတ်လှီးထုတ်လို့ရပြီဟုတ်ပြီလှီးနိုင်တယ်တော့လှီးထုတ်ပြီးပါပြီဆိုရင်သူ့ ူရင်ပြစ်ပြစ်လीတူတူပြီးတော့အဲ့ဒီပုံအုပ်တာပြီအုပ်ကြီးလိမ့်ပြီပေါ့နော်အဲ့လိုလေးအမျိုးတွေစိတ်ရှိရှိအနေနဲ့အုပ်ကြီးလိမ့်ပြီပဲဒါမဲ့အကျွန်တော်ကတော့မလီရေကြောက်လို့အကျွန်မကတော့မလီရေကြောက်လို့ဆိုရင်မလီလည်းရတယ်ဒါမဲ့အနှိမ့်နဲ့အမြန်တော့ပျောက်မယ်ဒုနာပြောဆိုကျွန်တော်လှီးနေတဲ့လောက်အသက်ပူအမတွေကိုလှီးနေတဲ့လောက်လှီးထုတ်ပြီးတော့အစေးလူပေးမယ်ဆိုတော့ခွနရက်ခွနရက်ကြာဆယ်ရက်ကြာတကယ်တော့ယူပြည့်သူပျောက်ပါတယ်ပေါ့နော် အလုပ်ကြည့်ပါနော်ကျွန်တော်ပျောက်တည်ခြင်းနဲ့စေတာမေတ္တာပြည့်မျှဝေပေးခြင်းဖြစ်ပါတယ် အဲကျွန်တော်ရှိမှလည်းကျွန်တော်တွေ့ပါတယ်ပေါ့နော် comment တွေမှာအဲ့ဒီကပြောတဲ့ကျွန်တော်တို့ငါမျက်စိဖြစ်နေလို့အစိမ်းနေလို့ရှိရင်ပြေးပါဆိုလို့နော်ငါမျက်စိဒီမှာတော့ကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်ဟင်းနှုတ်နဲ့အရင်ပင်အဆူလေးရှိတယ်ပေါ့နော်အဲ့သူ့ပင်ရဲ့အမြစ်ကိုကျွန်တော်တို့ကယူမယ်ယူပြီးပါရင်ရှင်စင်အောင်ဆေးပြီးတော့နေချောင်းလမ်းတာခြောက်သွားပြီးဆိုတာနဲ့နော်ကျွန်တော်ညာအိတ်ခန့်လေးတွေးတွေးပြီးပါရင်အဲ့ငါမျက်စိဖြစ်တဲ့နေရာကိုအုပ်ပြီးတော့ထူထူလေးလိမ့်ပြီးလိမ့်ပြီးပြီးပါရင်ကျွန်တော် အချောက်ခံလိုက်ပေါ့နော်အဲမချောက်ဘူးဆိုကျွန်တော်အိတ်မယ်ဆိုတော့ပေကုံဝိုင်းသူ့ဟာလေအကုန်လုံးပြတ်ထောက်ပုံပေါ့နော်အပြတ်ထောက်မယ်ဆိုတာဆေးပြတ်သွားမှာပေါ့နော်ဆေးတွေအမှခြံောင်းနဲ့ပင်းပင်းမယ်ဆောင်းနဲ့ပင်းပင်းသွားမှာပေါ့နော်အဲ့တော့သူ6မှ6အောင်ကျွန်တော်ရက်တောင်နဲ့လည်းခတ်ချင်တဲ့ခတ်ပေါ့နော်ဒါမှမဟုတ်၄သလက်ခတ်6သွားပြီဆိုရင်အမျိုးတွေတပတ်ဆက်ရဲပဲတကယ်ဥမာယူပစ်တယ်လို့ပြောက်ပါတယ်အဲဟင်းနုနယ်ရဲ့အမြင့်တမြင့်လောက်ဆိုရင်ကျွန်တော်တို့ငါးမျက်စိ10လုံး15လုံးအလုံး20လောက်တော့ကျွန်တော်တို့ကုလို့ရပါတယ်ပေါ့နော်သူအမြင့်တမြင့်တယ်ပေါ့နော် အဲဒါလေးပြောပြချင်ဖြစ်ပါတယ်နော်တကယ်လို့ကိုမဖြစ်ခဲ့ရင်တော့မှအဲကိုပိတ္တမှာဖြစ်တယ်တကယ်ချင်းမိတ်ဆွေမှာဖြစ်ခဲ့ရင်လည်းအဲကျွန်တော်ရပြူလေးပြပြီးတော့နော်အဲသူတို့တတ်တာပြောပြင်းသွားရဆိုရင်မျိုးတွေလည်းကုသိုလ်ရတော့ကျွန်တော်လည်းကုသိုလ်ရတာပေါ့နော်ဒူးမြစ်တာဒူးစင်တာပေါ့နော်အဲဒါလေးမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရနောက်လာမယ့်ဗီဒီယိုတွေမှာလည်းကျွန်တော်ဘလူးဆွေးဆောင်ကောင်းမြောက်မျိုးတွေစီလူဆောင်လာပြီးအောင်မလဲဆိုတော့လေကျွန်တော်ရပြူလေးကိုစောင့်မျှကြည့်ရှုပေးပါဦးလို့ဒီနေ့လေးကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်မျိုးတွေအားလုံးပဲနော်အနာမျိုးကုသ6ပါးရောက်အောင်ခန်းစားနေရဝန်ထမ်းရှင်မျိုးတွေအားလုံး အနာနဲ့စီနဲ့တွေ့ပါစီဆရာကောင်းသမားကောင်းနဲ့တွေ့ပါစီသူတို့မှာသူတို့ကောင်းသူတို့မြတ်နဲ့ဆုံးမမှုဆောက်ရှောက်မှုရရှိနိုင်ကြပါစီနော်ကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူအသက်တရားနဲ့မကအသက်နေရာတိုင်းအေးချမ်းပျော်ရှင်သောပေါ်ခီလန်ကိုငြိမ်းချမ်းစွာအေးချမ်းစွာပျော်ရှင်စွာဖျက်ဆီးနိုင်ကြပါစီရှောင်းလန်းနိုင်ကြပါစီလို့ဆုတောင်းပေးပါတယ်မျိုးဒီအားလုံးပဲကြမ်းမှချမ်းသာပါစီအနာမျိုးကုသချက်ဝါရောက်ကင်းဝေးပါစီခက်ကြီးသုံးပါမှာကျော်လွှမ်းနိုင်ပါစီလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ